ဗုဒ္ဓံပုစေမိဓမ္မံပုစေမိသံဃံပုစေမိပူဇော်ပါရရှင်မြတ်ဘုရားဆန္ဒမြပုံနာတော်ပြီးစာရနိုင်တော်ရန်ကုန်မြို့တော်မှဆရာထဗေဒမေထမေရှင်ခွန်ရဲ့သာသမီများအားလုံးကိုယ်စိတ်နှဖျားစားမချမ်းသာပါစေကြောင်းဥစွာခဏမနောက်ခေါ်ဆက်ပါဆိုတောင်းမြတ်တာပို့တာအပ်ပါတယ်ဆရာရဲ့ဗေဒမေထမေရှင်ခွန်ရဲ့သာသမီများအနန္တအရရမပြည့်တွင်ပြပါ ဆရာရဲ့ခဏနေခဏနာတော့ခဏရသားသမီးရဲ့ကံကြမှာကံစားတာဟော့စတန်လေးတွေကိုအငဲတစ်စိမ်နားထောင်ပြီးတော့ပေါ့နော်အာပေးကျေးဇူးနေကြတဲ့ထမင်းရှင်ခဏရသားသမီးရခင်ဗျာအခုလာမယ့်2025ခုနှစ်ဇွန်လလခုနလပိုင်းဘာဆိုလာမြတ်မှာလာမယ့်ခုနှစ်ခုနှစ်နာတော့ခုနှစ်ရသားသမီးတို့ရဲ့ကံကြမှာ န်စာတာဟော့စတန်လေးကိုတင်ပြဆွေးနွေးဟောပြောပေးပါမယ်။ Lion Share ပြီးတဲ့မိတ်ဆွေများကိုလည်းအထုစာအနေနဲ့ကျေးဇူးတင်ရှိပါတယ်။တန်နင်းငွေသားသမီး၊တန်နန်းလာသားသမီး၊အင်္ဂါသားသမီး၊ဘုဒ္ဓဟူသားသမီး၊ဇာတာပရိသားသမီး၊တောက်ကြသားသမီး၊စနေသားသမီး၊နေစဉ်နေနာခုနှစ်နေနာကိုစာအနေနဲ့တခုချင်းရဲ့ကောင်းခြင်းဆိုးခြင်း ဆောင်ရရှောင်ရတိတင့်တိတ်ထိုက်တာလေးတွေကိုဆွေးနွေးဟောပြောပြီးသွားပါမယ်။လိုင်းရန်ရှာပေးတဲ့မိတ်ဆွေများကိုလည်းအထုစားလည်းနဲ့ခြေထုတ်တင်ရှိပါရယ်ခမ။စားအနေနဲ့2020နဲ့မဟာခုနှစ်မှာ7 July Lucky 7ကံကောင်းခြင်းများစွာအားလုံးပိုင်ဆိုင်နိုင်ပါစေ။ဆက်လက်ပြီးတော့စားအနေနဲ့ဆွေးနွေးဟောပြောပြီးမယ်နိနာကဂျာတာပတိတာတိများရဲ့ ကန်ကြမှာကန်စာတာဟော့စတန်လီဖြစ်ပါတယ်2025ခုနှစ်ခန္ဓာလာပိုင်းဝါဆိုလာဂျွန်လိုက်လာမြတ်မှာဒုတိယကန်ကောင်းသောစာတာရှင်ဖြစ်နေတယ်ကန်စားမဲ့ကောင်းကျိုးထူးတာမျက်နှာပန်းစပွင့်တာအရှိရေးကန်ကောင်းတာတဏှာဖြစ်ရှစ်ရှစ် မေတ္တာရေးရမှာအတင်းမှတ်ပြုခံရတာမင်းမြတ်ရှစ်ကံကိုအလေးနက်တာဖို့ထားတာလေကြောက်မယ်အိမ်ကောင်တဲ့အိမ်ကောင်ရှင်မြတ်အဖို့ပျော်ရွှင်စရာလေကောင်းတော့ဘဝလန်းခီးလေးဖြစ်မဲ့လတ်တလတဏှာဖြင့်အပန်းဖြေခီးထွက်ပါရတာပြေတွင်းပြိပအနန္တရရက်တဏှာဖြင့်အလက်ပတ်ခီးစင်ပျော်ရွှင်ရှာမြင့်စရာလေကြုံရမယ်ကုသိုလ်ကံတတ်မှုထုံးမယ် ။ဆရာအနေနဲ့ yes ဖဲတွေကြီးလိုက်တာမှဆိုလို့ရှိရင်ဂျွန်လိုင်လ3ရက်ကနေဂျွန်လိုင်29ရက်ထိတလလုံးလုံးတလနီးနီးလောက်ဟာဒုတိယကံကောင်းတော့ကန်စာတာရှာဖြစ်နေတယ်။ဇာတာပရိသသမီးတွေတဏှာဖြစ်မမျောလင်ပဲဒီကံဝေကံကန်ဆက်မယ်။ဒီပေါ့ချင်းတဏှာဖြစ်ပင်ကနန်းတို့ရအကျိုးပြုခံရခြင်း အကျိုးပြုချက်တို့ကိုစုံတွဲမဲ့ကြုံရမဲ့ဂျာတာပရိသသူများပျော်ရွှင်ရှမ်းမြေ့ဝမ်းမြောက်ဝမ်းသာတည်င်းစကားကောင်းချိုးဖြစ်ထွန်းနိုင်တဲ့လာလေးတလားဖြစ်နေတယ်။ခရူးဆိုင်ပေးရမှာတော့ဂျာမကြီးမမျော်လင့်ပဲအဆိုင်ဥတာပေါက်တာတဏျာဖြစ်ဂျုံစားကြီးအော်ပရေရှင်ခံယူရတဲ့ဂျာမကြီးအညာကလေးတော့တတိထားရမယ်။အဆိုင်နဲ့ပတ်သက်တာလေးအစာမတာ အာအန္နာဟူမောရာအစမတဲ့တာကယူဆိုင်ပေးရမယ်တဏှာဖြင့်အပူစာလေစာနော်ကယူဆိုင်ပေးပါအပူအပုတ်တွေကြောင့်ဂျာမကြီးညာဖြစ်မယ်ဇေဝမမန်နဲ့ဂျာမကြီးရှူတောင်းကမင်းမီကိုဆယ်ရန်ကျော်လိုက်လာမှာအစာတောက်တို့နဲ့ပတ်သက်ပြီးတော့ဂျာမကြီးစာတအညာကလေးရှိနေတယ်ဂျာမကြီးစာတအညာကိုကယူဆိုင်ပေးဖို့တတိထားပေးဖို့တတိပြုတ်ပေးဖို့ကယူဆိုင်နိုင်ဖို့ ဇာနေနဲ့မေတ္တာရက်ခံပြစေဇာနေနဲ့ဇာတာရာတိချိုနက္ခတ်တွေချိလိုက်တာမှဆိုလို့ရှင်ဇာတာပရိသာသမီးတွေကိုကောင်းချိုပေးမယ်ကိင္ကနဲ့နေမှာဆိုလို့ရှင်လေးကိင္ကနဲ့တုံညာကိင္ကနဲ့တိတ်ကိင္ကနဲ့ချိုပေးမယ်လေးကနဲ့တုံညာကနဲ့တိတ်ကနဲ့ဒီကိင္ကနဲ့နေဟာတတောင်းတန်ရမှာကောင်းချိုပြုမယ်ကောင်းချိုဖြစ်စေမယ်တန်ရဖြင့်တောင်းရက်မှာမင်္ဂလာတဲ့စကားကြမယ်တောင်းရက်အချိုးပေးမယ်တောင်းရက်ကို ရင်းနှင်းမြောင်းနှံကလောင်ငန်းစိပလောက်ခိုင်းတာတောင်ဘက်မျက်နှာလက်တောင်အရက်ကိုအချိန်ချတာတောင်ဘက်မှာလောင်ငန်းစိပရင်းနှင်းမြောင်းနှံဆောင်ရတာတောင်ဘက်ချမ်းကိုလှုပ်သွားတာအများကြီးကောက်ကျိုးတွေခံစားဆန်စားရမယ်ကြာတာပရိသတ်သမီးတွေဖြစ်ပါတယ်နည်းနည်းလေးမသိမမြတ်နင်းနှံပိုင်းမှာဆိုရင်တော့နေတူနာတူကြာတာပရိရဲ့တက်နင်းငွေရဲ့တက်နန်းလာရဲ့သုံးနင်းနှံကိုတော့ခယူးစိုက်ပေးရမယ် တန်မြတ်ဖြစ်ကိုတွေဆောင်ရတာရှေယစတ္တုလက်မှတ်ရေးထိုးကိစ္စရပိုင်းနေတရိထားပေးဖို့စာနေနဲ့မေတ္တာရက်ခံပါရစေ။ဇာတာပရိသသမိများခင်ဗျာလိန်မော်ရောင်လိန်မော်ရောင်နော်လိန်မော်ဟောနော်လိန်မော်အရှောင်ကလာ အကျော်ပိတ်ကောင်းကျိုးဖြစ်စေ။မွေးနတ်တော်ဇာတာပတိနေများမိမိတို့နေအိမ်၌ဖြစ်စေ။ဖျားစေတီဒုံ၌ဖြစ်စေ။ ကံပွင့်လက်ပွင့်လုပ်ငန်းကံရတော့အောင်မြင်စေလိုခြင်းအတွက်ထုံးမုတ်ကံလို့ပူဆော်ပေးပေးပါဇာတာပရိဂျိုတောင်းမှာပဲဖြစ်ဖြစ်နေဖျားစိတ်မှာဖြစ်ဖြစ်မပြတ်မခွာကံလို့ပူဆော်ခြင်းအဖြစ်ရောင်လဝန်လလုပ်ငန်းကံရတော့လည်းအောင်မြင်ခြင်းအကျိုးကျေးဇူးတစ်ခုပေါ်ပေါက်လာပါလိမ့်မယ်ရုံရုံကြည်ကြည်ကံလို့ပူဆော်ပေးပေးပါထုံးမုတ်ကြပါပြီခါမြအားလုံး ကိုစိတ်ညစ်ချာကြမ်းမှချမ်းသာတော်မူကြပါစေ။တောင်းရင်စံတာများတလုံးတဝပြေဝနိုင်ပါစေလို့အထုဆုံးမကောင်းဆိုတာမြတ်တာကိုပါအပ်ပါပဲ။ဇာရက်ဘေတင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့နေရလိပ်စာကတော့ရောင်ကုန်၊တာကေတာကြောက်တိုင်မတ်တိုင်၊ကပိတန်မကကြီးရဲ့ဘေးအေးစေဒီလန့်တဲ့တိုင်နံပါတ်နေရာနဲ့ကိုမြင်ညီထက်ကံမောစာပယ်ရဲ့နောက်ကျောင်းမှာဆရာရှိပါတယ်။ကံမောစာပယ်ရဲ့နောက်မှာမနက်9:00မှညနေ9:00ချိန် နေဆက်နာများခုနှစ်သားသမီးကန်ချာမှာကန်စားတာတို့ကိုဆွေးနွေးဟောပြောပေးလေရှိပါပဲအနန္တရရမပြေတွင်ပြီပါအနန္တရရမပြေရင်မိထမင်းရှင်များအားလုံးကိုစိတ်ညပြချမ်းမှချသာတော်မူကြပါစေလွန်ရင်စံတော်များကလုံးတော်ပြေဝလိုက်ပါစေလို့အထူးဆုံးမကဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အားလုံးကြမှာချတာအောင်မြင်နိုင်ကြပါစေလို့ယေဆန္တာကတလုံးတော်ဝပြေဝနိုင်ပါစေ။အိုးရှာကရိုးရှာကရိုး